ဒီကနေ့ဗုဒ္ဓဘာသာနိုင်ငံလို့ပြောတဲ့သီဟိုနိုင်ငံအဲ့ဒီသီဟိုနိုင်ငံမှာတော့ဇက်ခွဲခြားမှုစနစ်ကအရှိန်မသေးသေးဘူးရှိသေးတယ်အဲ့ဒီဟိုနိုင်ငံမှာခိုင်းသုံးခိုင်းရှိတယ်ထင်မယ်ပထမတကိုင်းကရှမ်းခိုင်းလို့ခေါ်တယ်အဲ့ဒီရှမ်းခိုင်းကဇာမျက်နဲ့ပုဂ္ဂိုလ်ရတာအာသနာမှာဝင်ခွင့်ပြုတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေဝင်ခွင့်မပြုဘူး အဲ့ဒါကိုမကျေနပ်လို့ဇက်ခွဲချတဲ့စနစ်ကိုမကျေနပ်လို့တီဟူတာတီဟူတာဖုံးတော်ကြီးတပါးဗမာပြည်လာပြီးတော့ဘုရောမင်းတရားကြီးလက်ထက်မှာအမရပူရမှာလာပြီးယဟန်ခံတယ်ယဟန်ခံပြီးတော့ဟိုမှာခိုင်းနှခိုင်းထောင်တာအဲ့ဒါအမရပူရခိုင်းလို့ခေါ်တယ်ဇက်ခွဲချမှုမပြုနောက်တစ်ခါ ပကိုးကလျာဏီတိမ်မဲ့လာပြီးတော့ရံခံသွားတဲ့ဘုန်းကြီးတစ်ပါးကတီထောင်တဲ့ခိုင်းကြတော့ရာမညခိုင်းလို့ခေါ်တယ်။မြမကြီးအောက်ပိုင်းဒေသကိုရှင်းတော့ရာမညလို့ခေါ်ခဲ့တာ။အဲ့ဒီနာမည်နဲ့ရာမညခိုင်းလို့အဲ့တော့အမရပူရခိုင်းနဲ့ရာမညခိုင်းဆိုတာပမပြေကသွားတဲ့ခိုင်းနဲ့ခိုင်းဒီကနေ့ထီအောင်ရှိတယ်။ရှမ်းခိုင်းဆိုတာဘယ်ကသွားတော့ဆိုထိုင်းနိုင်ငံအနေနဲ့ယူသွားတယ် သူတို့ကမျိုးယုံမြင့်မြတ်တာလဲတကြောင်းတိဟုန်နိုင်ငံမှာပုရဏရာဇမဟာဝိဟာရလို့ခေါ်တဲ့ရှေးဘုရင်တွေကဆောက်လုပ်ထားခဲ့တဲ့เจ้าနေတို့ဆွေတော်တိုက်လူနေရာတို့မဟာဘောဓိသင်္ကမိတ်တာဘောဓိတို့နေရာမျိုးတွေမှာအဲရှန်ကိုင်းဘုန်းကြီးတွေကအုပ်စီးထားရှန်ကိုင်းဘုန်းကြီးတွေကအုပ်ချုပ်ထားဒါကြောင့်မလို့ဒီကနေ့ခေတ်ထီအောင် ပြီးဟိုမှာစခွဲချမှုစနစ်လေးကအမြင့်တွဲနေတော့မှရှိသေးတယ်။အိန္ဒိယနိုင်ငံမှာတော့မပြောနဲ့အိန္ဒိယနိုင်ငံမှာစခွဲချမှုစနစ်ဟာကနေ့အထိပဲပြင်းထန်တော့မှရှိသေးတယ်။အဲ့တော့မြန်မာပြည်မှာဇက်မရှိဘူးလားလို့ပြောမယ်ဆိုလို့ရှိရင်ရှားစပင်းမှာကြီးမယ်ဆိုလို့ရှိရင်မြန်မာပြည်မှာလည်းဇက်ရှိခဲ့ မြန်မာပြည်ရဲ့အတုံးကိုကြည့်မယ်ဆိုလို့ရှိရင်အရှင်သခင်မျိုးနဲ့ကြီးတော်မျိုးကျွန်တော်မျိုးဆိုပြီးတော့အရာနဲ့ဒါသမင်းမျိုးမင်းနွယ်တွေကိုအရှင်သခင်မျိုးလို့ခေါ်ပြီးတော့နော်တမန်ပြည်သူတွေကိုကြီးတော်မျိုးကျွန်တော်မျိုးလို့သုံးခဲ့တဲ့စကားလုံးတွေရှိခဲ့အဲ့တော့ဗမာပြည်မှာလည်းပဲအဲ့ဒီစာခွဲခြားမှုတစ်ချိန်တုန်းက ရှိခဲ့တယ်လို့ပြောတာ။ဇန်2မျိုးရှိတယ်ပေါ့။မင်းဗမာမင်းနေလက်ထက်တုန်းကဆိုလို့ရှင်မင်းမျိုးမင်းတွေဆိုလို့ရှင်ထိတ်တင်ဆိုတဲ့နာမည်နဲ့မှဲ့။ဝန်မျိုးတွေပါတယ်ဆိုလို့ရှင်ခင်ခင်ဆိုတဲ့နာမည်တွေနဲ့မှဲ့လေရှိတယ်ပေါ့။တမပုဂ္ဂိုလ်တွေကဒီလိုနာမည်မှဲ့လေမရှိဘူး။ ကြည့်လိုက်ဗမာပြည်ရာဇဝင်နဲ့ကြည့်မယ်ဆိုရင်ငတ်တက်ပြီးတော့ခေါ်တာเนาะတာမန်ပုဂ္ဂိုလ်တွေကိုတာမန်ပုဂ္ဂိုလ်တွေကိုငတ်တက်ပြီးတော့ခေါ်တယ်ဥပမာမယ်ဥအောင်ဘာဆိုရင်ငအောင်ဘာလို့ခေါ်တာဒီလိုအဲ့တော့ဗမာပြည်ရဲ့တစ်ချိန်လုံးကလည်းဒီခြေတော်မျိုးကျွန်တော်မျိုးနဲ့အရှင်သခင်ဆိုတဲ့ဒီဆတ်နှစ်ခုရှိခဲ့တယ်လို့ဒီလိုပြောလို့ရတယ်ပေါ့အဲ့ဒါကိုအကြောင်းပြုပြီးတော့ စခွာချမှုစနစ်တွေဖြစ်ခဲ့တယ်နောက်တစ်ခုကတော့ခွန်ကြီးတို့ငယ်ငယ်တုန်းကမိလိုက်သေးတယ်သုတ်တန်နေမှာနေတဲ့သူဘရာဇာဆိုတာရှိခဲ့သေးတယ်ဘုံဝါကြီးအဲ့ဒီသူဘရာဇာတွေဟာအတ္တဘကိစ္စတွေကိုဆောင်ရွက်ကြသုတ်တန်နေမှာနေတယ်တမမဟုတ်ဘူးသူတို့ကအမတမ်းချမ်းသာတယ်ရွှေတွဲလဲငွေတွဲလဲ တော်တော်အဲ့ဒီသူ့ဘာယာစာတွေနဲ့အိမ်တော်ဖွက်ဖို့ဆိုတာမဖြစ်ဘူးအဲ့ဒီဖွက်ချမှုတွေရှိခဲ့။နော်တချိန်တုန်းကဟောနောက်ပိုင်းတော့ဒီကနေ့ခေတ်တော့ဗမာပြည်မှာဒီလိုခွဲခြားမှုတွေမရှိတော့ဘူး။မရှိတာလဲအလွန်တော့ကောင်းတဲ့ဟာလူအတိုင်းဝိုင်းတစ်ခုဟာမြင့်မြတ်တယ်တို့နှိမ့်ကြတယ်တို့ဆိုတာ မြတ်စွာဘုရားဟောတဲ့အတိုင်းဆက်နေပါဆိုင်ဘူးသူ့ရဲ့လုပ်ရတဲ့ပဲဆိုင်နေဘလောက်မျိုးရိုးကောင်းတဲ့စီကမွေးမွေးမကောင်းတဲ့အလုပ်လုပ်လို့ရှင်အောက်တန်းစားပဲကောင်းတဲ့အလုပ်ကိုလုပ်လို့ရှင်အထက်တန်းစားပဲယုံညံ့တဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာယုံညံ့သူပဲမြင့်မြတ်တဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာမြင့်မြတ်သူပဲလို့အဲ့တော့အမျိုးဆက်ကိုဆွဲပြီးတော့ မြန်မာပြည်မှာဇာတိမထဆိုတာပြင်ထန်ကြီးမရှိတော့ဘူးပေါ့တခြားနိုင်ငံမှာသူသည်ဖြင့်အိန္ဒိယနိုင်ငံတို့ဘာလို့မှာပြင်ထန်မှုရှိနေသေးတယ်မြန်မာလူမျိုးတွေကမျိုးရိုးနဲ့ပတ်သက်တဲ့နာမည်မှတ်တောင်မှမှတ်ဘူးအမည်နာမဆိုတာကိုမဲ့ကျန်တို့မဲ့ကိုမဲ့ကျန်မဲ့တခြားနိုင်ငံတွေမှာကိုမဲ့ကျန်တို့မမဲ့ရဘူး မျိုးရိုးရဲ့နာမည်လေးတွေပါတယ်သူကတရုတ်လူမျိုးတွေမှလည်းရှိတာပဲကိုရီးယားလူမျိုးတွေမှလည်းရှိတာပဲအိန္ဒိယတွေမပြောနဲ့တော့မျိုးရိုးနာမည်တွေသူတို့ရှိဥပမာမဲ့လီကွန်ယူဆိုင်ဒါလီဟာမျိုးရိုးပဲသူကသူမျိုးရိုးနဲ့သူသတ်မှတ်ပြီးတော့ထားတယ်ဗမာပြည်မှာတော့အဲ့လိုမရှိဘူးရှိဘူး